ေးကြည့်တယ်ခေါင်းဆောင်မှုအရေးကြည့်တယ်ဆိုတာတန်ဃာတော်အရှင်မြတ်တွေကခေါင်းဆောင်နေဘာသာရေးနဲ့ပတ်သက်မယ်ဆိုအရှင်ဘုရားတို့ကဆရာတွေဟောဒီမှာပစ္စည်းလေးပါနဲ့ထောက်ပတ်နေတဲ့ဒကာဒကမတွေကနောက်လိုက်တွေပဲဗျနောက်လိုက်တွေအရှင်ဘုရားတို့ပြောတဲ့အတိုင်းဥဆောင်တဲ့အတိုင်းသူတို့လိုက်ကြရမှာပဲသူတို့ရဲ့တာဝန်ကထောက်ပံ့ရေးတာဝန်နေအရှင်ဘုရားတို့ကတိုက်ခိုက်ရေးတာဝန်နေပဲနော်ဒါစစ်တပ်ရဲ့စကားနဲ့ပြောတာပေါ့အရှင်ဘုရားတို့ကရှေ့တန်းမှာတိုက်ခိုက်နေတဲ့ပုံကိုယ်တွေ ဟာအဲ့ဒီပုဂ္ဂိုလ်တည်းလိုအပ်တဲ့ကြီးစံတို့စားစရာဝတ်စရာရိတ်ခါနောက်ကတရားဓမ္မတွေကထောက်ပံ့ပေးရလားနိုင်ငံတစ်ခုမှာစစ်တပ်ဆိုရင်ရှိရတာပဲတိုက်ခိုက်ရေးတပ်ရှိရတယ်လို့နောက်ကထောက်ပံ့ရေးတပ်တွေလည်းရှိရတာပဲဟုတ်တယ်မလားရှိရလူတွေကတိုက်နေတယ်နောက်ကမှစားစရာမပို့နိုင်ဘူးဆိုဘယ်နဲ့လုံမှာတော့အဲ့ဒီပုဂ္ဂိုလ်တွေဟုတ်တယ်မလားဒါကစစ်တပ်စကားနဲ့ပြောတာပါအရှင်ဖျားတို့လည်းဒါဘာသာရေးနယ်ပယ်မှာအရှင်တန်းကိုဖွက်နေရတဲ့ပုဂ္ဂိုလ်တွေပဲဗျနော်အရှင်ဖျားတို့တည်းလိုအပ်တဲ့နောက်ကနေအထောက်ပံ့ပစ္စည်းလေးပါပေါ့ဟုတ်တယ်မလားနော် ဟာအထောက်ပံ့ပစ္စည်းတွေတရားဒဂမတွေကဒါထောက်ပံ့နေတာပဲတဏီယာဖြင့်ပြောမယ်ဆိုရင်ပါတီစကားနဲ့ပြောမယ်ဆိုရင်အရှင်ဘုရားတို့ကပါတီဒင်းပြေပါတီဝင်နေပဲတကယ်တမ်းဘာသာရေးလုပ်ငန်းကိုပရိယပฏิပတ်လုပ်ငန်းတွေကိုအချိန်ပြည့်လုပ်နေရတာအရှင်ဘုရားတို့တွေစာအုပ်နေရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတာဝန်တွေလုပ်ရှာအချိန်မရှိဘူးဆိုကြပါစို့ပွဲစားလုပ်မယ်ကုံတယ်လုပ်မယ်အာဝန်တော့ဟိုပါတယ်ဟိုဝန်တန်းလုပ်မယ်ဆိုတာမျိုးတွေအချိန်မရှိဘူးလေဟုတ်တယ်မလား အဲအရှင်ဘုရားတို့ပရိယပฏิပတ်လုပ်ငန်းကိုစ조사ပြီးတော့လုပ်ရှေ့တန်းကနေဟာသူတို့တွေကသူတို့တွေကဒါအယံပါတီဝင်တွေပဲထောက်ပံ့ပေးမယ်လေဒါထောက်ပံ့ပေးမှာပဲဒါကြောင့်မို့လို့အဖွဲ့အစည်းတစ်ခုမှာခေါင်းဆောင်တဲ့ပုဂ္ဂိုလ်ကအရေးကြီးဆုံးပဲဆိုတာတိတ်ပြီးတော့ပေါ်လွင်တယ်အင်္ဂလိပ်လိုပြောမယ်မှတ်နိုင်တဲ့ပုဂ္ဂိုလ်မှတ်တာဒီမှာရေးပြမလို့ဘောဆော့ပင်ကမဟာမူးဖြစ်နေတယ်နော်အင်္ဂလိပ်လိုပြောရင်တော့သူက bind them ဖိုက်တင်း force ပေါ့နော်တိုက်ခိုက်ရေးစွမ်းရည်အနေနဲ့ပြောမယ်ဆိုရင်เนี่ยเนาะ the force including many whoops that leads a lion is more powerful more powerful than that than the force including many many lions that leads a lion feet uh, uh, um lease al abaro who po no who po ဘာမလို့ရှင်းပြောလိုက်ရင်တော့ရှင်သိတကောင်ဥဆောင်တဲ့ဝန်ပလွေစစ်တပ်ကြီးကတဲ့ဝန်ပလွေတကောင်ဥဆောင်နေတဲ့ရှင်သိစစ်တပ်ကြီးတဲ့ပို့ပြီးတော့တိုက်ခိုက်ရေးစွာအင်ကောင်းတယ်တဲ့ဗျာကောင်းတယ်အဲ့တော့မှတ်ချက်ချလိုက်ပြီဆိုလို့ရှိရင်တော့ခုမှတော့နောက်လိုက်တည်းကရှင်သိတွေခေါင်းဆောင်ကဝန်ပလွေဖြစ်တာဟုတ်တယ်မလား ဒီမှာတော့ခေါင်းဆောင်ကခြင်သေးနောက်ကလူတွေကဝန်ပလွေတွေကိစ္စမရှိဘူးတဲ့ဒီဘက်ကတက်ကပို့ပြီးတော့အင်အားကောင်းတယ်ဘာလို့လဲခေါင်းဆောင်လေခေါင်းဆောင်ကခြင်သေးဖြစ်နေအောင်ခေါင်းဆောင်ဖြစ်တဲ့ဆရာကအစာပြည့်နေတာဟုတ်တယ်မလားနောက်လိုက်တွေကဝန်ပလွေတွေပဲတဲ့မြေခွေးတော့ဖြစ်မြေခွေးတော့မဖြစ်ဖို့လိုအပ်တာပေါ့ဟုတ်တယ်မလားတိုက်ခိုက်တဲ့ဘက်မှာဆိုရင်တော့ကဘာအသုံးနေနေဆိုရင်မြေခွေးဝန်ပလွေခြင်သေးဆိုတာအဆင့်၃၀ရှိတာဟုတ်တယ်မလားနော် လူတွေကလည်းအတန်းစားခွင့်ရင်အဲ့လိုသုံးမျိုးထွက်လာမှာပေါ့နော်အညံစားအလတ်စားအကောင်စားဟုတ်တယ်မလားအဲ့တော့အညံစားတော့မဖြစ်เสียဘူးလေအလတ်စားတော့ဖြစ်ရမှာပေါ့ခေါင်းဆောင်ပုဂ္ဂိုလ်ကရှင်သေးဗျာလိုင်းရင်းနဲ့ဘိုးဘာနောက်ကလူတွေကဝန်ပလွေတွေကိစ္စမရှိဘူးတဲ့အဲ့ဒါဟောဒီဘက်ကအုပ်စုကြတော့ခေါင်းဆောင်ကဝန်ပလွေဖြစ်နေတယ်နောက်ကတော့ရှင်သေးတွေအဲအဲ့ဒီစစ်တပ်ကဟိုစစ်တပ်ကိုတော့မမိနိုင်ဘူးလို့ဆိုလိုတာဟုတ်ပလားနော် အဲ့တော့ခေါင်းဆောင်ရဲ့အည်အသွေးကို အမုန်းတင်ထားတဲ့စကားတွေပဲခေါင်းဆောင်ရဲ့အည်အသွေးကိုဒါကြောင့်မို့ဆိုကြပါစို့ခေါင်းဆောင်ဟာနေရာတိုင်းမှာကိုသူများနဲ့ပိုးပြီးတော့ခေါင်းတလုံးပိုးตาရမယ်ဆိုတာအဲ့ဒီအချက်ကထင်ရှားပြနေတာပဲဗျဟုတ်ပြီလားနော်ဆိုကြပါစို့အစာပြည့်ရမှာမို့ဗျာအစာပြည့်ရမှာပေါ့အဲ့ဒီတော့ခေါင်းဆောင်အနေနဲ့အရေးကြီးဆုံးအချက်လေးကိုနှစ်ချက်ကိုတော့ပြောပြမှာပေါ့နော် နံပါတ်1ကတော့ယူသားရမယ်ယူသားရမယ်နော်မာယာတာထေရလို့ခေါ်တဲ့စာထဲမှာပါတယ်ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ကလှည့်ပြားတာလှည့်ပတ်တာနော်ဟိုတပည့်တွေအပေါ်မှာပါတော့ခေါင်းပုံဖြတ်ခြင်းတဲ့ပုံစံမျိုးပေါ့နော်ဆရာကာပါရပြီတပည့်တွေအားလုံးရှေ့တက်ဆိုရဲဆရာမျိုးမဖြစ်အောင်ပေါ့အဲဒီဟုတ်တယ်မလားနော်အဲ့ဒါမျိုးမဖြစ်เสียဘူးလို့ဆိုလိုတာပဲရိုးသားရမယ် တကယ်ဆရာနဲ့တပည့်နဲ့ဆိုတာဒါချစ်ချစ်ခင်ခင်သာနဲ့လိုအပ်တာကိုပုံပုံလင်းလင်းနဲ့ပြောရမယ်လို့ဆိုလိုတာဟုတ်တယ်မလားယူသားရမယ်နံပါတ်1ကနံပါတ်2ကျတော့စိတ်ဆက်သေးချာမှုရှိရမယ်စိတ်ဆက်သေးချာမှုရှိရမယ်ခေါင်းဆောင်လုပ်နေပြီးတော့မစိတ်ဆက်မသေးချာဘူးဆိုရင်တပည့်တွေရဲ့အထင်သေးမှုကိုခံရတတ်တယ်အခုခိုင်းလိုက်ပြန်ပြီးတမျိုးနောက်တစ်ခါပြန်ဖြစ်အောင်ဟေ့နောက်ဘာလို့အောင်သွားမြန်မလုပ်လေနဲ့ သွားများမလုပ်လို့နဲ့တပည့်တွေရဲ့ confidence ပေါ့နော်ယုံကြည်မှုပျက်စီးသွားတတ်တယ်ဗမာစကားဗမာစကားရှိတယ်လေဘာလဲလဲချိုခဲစီမြဲစီမပြောနဲ့တုံတောင်နဲ့ပြောလိုက်ရင်လည်းပဲအဲ့ဒီအတိုင်းအကြည့်ကြလိုက်နာအကြည့်ကြလိုက်နာအဲ့ဒါစိတ်ဆက်တေချာမှုပဲတေချာမှုနံပါတ်1ကယောသားမှုရှိရမယ်နံပါတ်2ကတေချာမှုရှိရမယ်ဟုတ်ပြီလား အဲ့ဒီအချက်နှစ်ချက်ကိုမှတ်ထားဗျာအဲ့ဒါတကယ်ခေါင်းဆောင်လုပ်မဲ့ပုဂ္ဂိုလ်ခေါင်းဆောင်လုပ်မဲ့ခေါင်းဆောင်နေရာမှာနေမဲ့ပုဂ္ဂိုလ်တွေရဲ့ဒါအရေးချင်းမယ်အဲ့ဒီနှစ်ချက်ကအရေးကြီးဆုံးပဲဂျပန်နိုင်ငံမှာမဟာယာနဗုဒ္ဓဘာသာဝင်ဘုန်းကြီးတွေအိမ်တော်ပြုတာမကြသေးဘူးအနှစ်200ကျော်လောက်ပဲရှိသေးတယ်မေကြီးဘုရင်လက်ထက်အကြမ်းမှသူကအဲ့ဒီဘုန်းကြီးတွေအိမ်တော်ပြုရမယ်ဆိုအမိန့်ကိုထုတ်ပြတာ ဒီကနေ့မာယာနဗုဒ္ဓဘာသာဝင်တွေရှိတယ်လေတရုတ်အဲတရုတ်ဗီယက်နမ်ကိုရီးယားပေါ့ဆိုရပါဆိုအဓိကနိုင်ငံတွေများသောအားဖြင့်အဲ့ဒီဘက်ကမာယာနဗုဒ္ဓဘာသာတွေမှာအိမ်တော်မပြုတ်ပါဘူးဂျပန်ဗုဒ္ဓဘာသာဘုန်းကြီးတွေကြမရဘူးအိမ်တော်ပြုတ်ရတယ်အိမ်တော်ပြုတ်ရတယ်အဲ့ဒါလွန်ခဲ့တဲ့အနှစ်နှစ်ရာလောက်ကမေဂျီဘီယင်လက်ထက်မှာအမိန့်ထုတ်လိုက်တာအချက်နဲ့ချက်ပြတယ်မေဂျီဘီယင်ကအချက်နဲ့ချက်ပြတယ်နံပါတ်1ကတဲ့ဘုန်းကြီးဟုတ်တဲ့ပုဂ္ဂိုလ်တွေများသွားပြီဆိုလို့ရှိရင်နိုင်ငံအတွက်လူဦးရေနည်းသွားလိမ့်မယ် အဲ့ဒါကတစ်ချက်နောက်တစ်ချက်ကျတော့ဘုန်းကြီးဟန်းနေဆိုတာခေါင်းဆောင်နေတဲ့သူတို့နိုင်ငံမှာနော်လူတွေအားလုံးကလေးစားတာဖြစ်တဲ့အတွက်ဆိုကြပါဆိုဆရာတွေပေါ့အဲ့ဒီဆရာတွေကိုလူတွေကအားကိုးတဲ့ကြီးနဲ့လာမေးကြတယ်တဲ့သူတို့ရဲ့အိမ်အောင်ရေးနဲ့ပတ်သက်တဲ့လော်ကီနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေလာမေးတယ်ဘုန်းကြီးဟန်းတွေကမပြောနိုင်ဘူးတဲ့ပြောနိုင်ရမယ်ဒါကြောင့်မို့အိမ်အောင်ရေးအတွေ့အကြုံတွေသူတို့မှလည်းရှိရမယ်ဆိုပြီးတော့အကြောင်းနဲ့ချက်ပြတယ်ပြီးတော့အဲ့ဒီမေးကြီးပြင်းတဲ့မှာ ဘုန်းကြီးယဟန်တွေကိုအိမ်အောင်ပြုတ်ခိုင်းခဲ့တာလေဗျာအာဟောကြပဲအဲ့တော့နောက်အချက်များသွားပြီးတော့အားကြမနေကြနဲ့အောင်ဗျာနောက်ကအချက်များသွားအားကြမနေကြနဲ့အောင်ပုံမြင်လေးတရုတ်တော်ရှိတယ်လေဟုတ်တယ်မလားကြားဦးကြမှာပေါ့လူတယောက်ကလမ်းမှာတွေ့တယ်အန်လာပလပ်အန်လာပတန်လာပပြောနေတယ်ဟာခင်ဗျားမိသားစုနေကောင်းလားဗျာဟာကျုပ်ကမိသားစုမရှိဘူးတယောက်တည်းလူယိုကြီးဗျာဟိုကပြောတယ် မရနဲ့ဗျာလူရိုကြီးလုံနေမဲ့သူဘာထုတော့ဘုန်းကြီးဟုတ်လိုက်ပေါ့ဗျာဟိုလူကပြန်ပြောတယ်ကျုပ်ကအရင်တော့ကဘုန်းကြီးပဲဗျာလူအိမ်တော်မပြုတ်ပြန်လို့လူထွက်လာတာဘုန်းကြီးဆိုရင်ဟုတ်ကိုပြုတ်ကိုပြုတ်ရမယ်ဆိုတဲ့ပုံစံမျိုးပဲသူကနော်အဲ့ဒါမေကြီးပြင်လက်ထက်မှာဖြစ်ခဲ့တာဒါဘာသာရေးခေါင်းဆောင်တွေရဲ့နော်ဒါသူတို့ရဲ့အတွေ့အကြုံပေါ့အတိတ်ပဲ အဲ့တော့ပြောပြီးပါပြီဟုတ်လားနော်ဆရာနဲ့ပတ်သက်တဲ့ဟိုအစာတွေပြည့်ရမယ်ဆိုတာဟုတ်လားနော်အခုဒါခုနှစ်ချက်ကလေးပြောခဲ့တယ်နံပါတ်1ကပါလေရိုးသားမှုရှိရမယ်ဟုတ်တယ်မလားဟိုနှုတ်ရဆန်းကျင်မကမာယာတာထေးရတွေမလုပ်ရဘူးနံပါတ်2ကျတော့စိတ်ဆက်သေးချာမှုရှိရမယ်ဆိုခဲစီမြဲစီပေါ့ဟုတ်လားနော်အလုပ်တစ်ခုကိုခိုင်းပြီဆိုရင်ဘယ်တော့မှတပည့်တွေကိုအဲ့လိုသွားမလုပ်နိုင်နဲ့သူတို့ရှိမှလည်းပဲသူတို့ရဲ့ ဟိုဘာတော့အထင်မြင်သေးစေတဲ့အမူအရာမျိုးတွေမလောက်ရဘူးအဲ့ဒါအပြောဆိုတွေတချို့ကဗဇက်ကနေပြီးတော့ဟိုဘာမှလဲစိတ်ကမပါဘဲနဲ့ဟိုဗမာလူခိုက်ရိုင်းရိုင်းပြောပါဆဲတဲ့အကျင့်တွေပါတယ်ဟုတ်တယ်မလားဆဲဆဲပြီးတော့စကားပြောတယ်ဘုံကြီးရန်နေမှာဒီဘက်ခင်မှာဦးစင်းကွင်နေတော်တော်များများတော်ကြောင်းနေမှာတွေ့ရခေါ်လိုက်ပြီဆိုရင်လည်းအဲ့လိုပါဟိုခွေးမသားလာအိုးဟုတ်လားနော်ဟိုကောင်တို့ကဘာလို့နာတော့အဲ့ဒါမျိုးတွေကပြောလိုက်တယ်မလောက်ရဘူးအဲ့ဒါမျိုးတွေလည်းနော် မလောက်အောင်မပြောအောင်နော်သူဒါလူဘုံကြီးယဟန်နေဖြစ်နေတဲ့အတွက်အဲ့လိုပါဇက်ကနေပြီးတော့အယုဒ္ဓအနတ္တတွေကိုအတတ်နိုင်ဆုံးထိန်းရတာပေါ့ထိန်းရတာပေါ့ဗမာလူဟိုမယဉ်ကျေးတဲ့အတုံးတုံးတွေရှိပါလေအဲ့ဒါမျိုးတွေအတတ်နိုင်ဆုံးရှောင်ရတာပေါ့ဒါကြောင့်မို့နံပါတ်1ရိုးသားပါနံပါတ်2ကတော့စိစက်သေးချာမှုရှိပါတစ်ချက်တခါတော့ကဆရာဝန်ကြီးတယောက်ကဗမာောက်ခါ